လာပါသတင်းနဲ့မီဒီယာကူရဲ့ Network Media Group ရဲ့ Podcast အစီအစဉ်ကနေကြိုဆိုပါရစေ။ဒီအစီအစဉ်ကတော့တိုင်းဒေသဒေသတွေထက်ကအဖြစ်အပျက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေ၊ဆောင်းပါးတွေနဲ့ဆက်တွယ်မြင်းမြတ်ချက်တွေကိုစုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ NMG ရဲ့ Podcast ထုတ်လွှင့်ချက်တွေကိုတိုက်ရိုက်နားဆင်နိုင်တယ်လို့ download လုပ်ထားပြီးအဆင်ပြေတဲ့အချိန်မှနားထောင်လည်ရပါတယ်။ကျွန်တော်ကပီတာပါ။ ဒီနေ့သတင်းတွေထင်မှာတော့စစ်ကြောင်းတွေကြောင့်ရှီမိုဒီတာခန့်တထောင်ကျော်ထပ်ပြေးနေရပါတယ်။စကိုင်းတိုင်းတိုင်းမူးရင်တန်းမိုင်းဆွဲတိုက်ခိုက်ခံရပြီးတုံးရောက်တန်ရာရခဲ့ပါတယ်။အကျဉ်းချခံနေရတဲ့ဓာတ်ပုံတည်ထောက်ကိုနှိမ့်ဆက်ညှဉ်းပန်းမှုချစ်ချင်းရဖို့ CPJ ကတောင်းဆိုလိုက်ပါတယ်။အွန်လိုင်းအသုံးပြုသူအယောက်90လောက်လဆင်ဖန်စီခံနေရကြောင်းဒေတာပေါ်မြန်မာကထုတ်ပြန်ပြောဆိုလိုက်တဲ့အကြောင်းနဲ့တခြားစိတ်ဝင်စားစရာတည်င်းတွေကိုနားဆင်ရဖို့ရှိနေပါတယ်။ ဒီနေ့အစီအစဉ်ကိုတော့ကျွန်တော်နဲ့အတူစမိုင်းတို့ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စကိုင်းတိုင်းရွှေဘုံမြို့နယ်ထဲကရွာတွေကိုဖေဖော်ဝါရီလ29ရက်နေ့ကလေးကစစ်ကောင်စီတပ်ကစစ်ကြောထူဝင်ရောက်စီးနှင်းနေတာကြောင့်ဒေသခံတထောင်ကျော်ထွက်ပြေးနေရတယ်လို့ရွှေဘုံမြို့ခံတွေကပြောပါတယ်။ အင်အား80နီးပါးပါတဲ့စစ်ကြောဟာနမစာရည်ရွာကိုဝင်ရောက်စီးနှင်းပြီးနောက်နေအိတ်တရားနီးပါးကိုလည်းမိရှုဖြစ်စီခဲ့တယ်လို့မက်ချလာတရနေ့မှာဒေသခံတွေကဆိုပါတယ်စစ်ကြောတွေကြောင့်ဇီးဖြူကုန်းရွာနဲ့နမစာရည်ရွာကဒေသခံတွေထွက်ပြေးနေရပြီးတောင်ရီထဲမှာတိမ်းရှောင်နေရတယ်လို့ရွှေဘူကစစ်ဘေးဒုက္ခသည်အကြီးကူညီနေသူကပြောပါတယ် ထပြင်နမစာရေးရွာကအသက်60အရွယ်ဒေါ်နွဲ့ကြည်နဲ့အသက်50အရွယ်ဦးအောင်ကိုတို့ကိုလည်းဖေဖော်ဝါရီလ29ရက်နေ့မှာပဲစစ်ကောက်စီကတပ်ဖြတ်ခဲ့ပါတယ်။လက်တလောမှာနှစ်ဖက်တိုက်ပွဲဖြစ်ပွားနေတာမရှိဘဲစစ်ရေးအခြေအနေကိုအပြန်အလှန်စောင့်ကြည့်နေပြီးစစ်ကောက်စီတပ်ကဒေသခံတွေနေထိုင်တဲ့ရွာတွေကိုလက်နက်ကြီးတွေဆက်တိုက်ပစ်ခတ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။မြန်မာစစ်ကောင်စီကထောင်ဒဏ်20ချမှတ်တာခံထားရတဲ့မြန်မာနောက်တင်းဌာနကတပ်ပုံတင်ထောင် ကိုဆိုင်ဇော်တိုက်ကိုထောင်သွင်းမှာနှိမ့်ဆက်ညှဉ်းပန်းနေတာတွေချက်ချင်းရပြီးဖို့တည်ထင်သမားများကောက်ကွယ်ဆောက်ရှောက်ရေးကော်မတီ CPG ကဖေဖော်ဝါရီလ26ရက်နေ့မှာထုတ်ပြန်တောင်းဆိုလိုက်ပါတယ်2023ခုနှစ်ကထောင်ဒဏ်ချမှတ်ခံခဲ့ရတဲ့ကိုဆိုင်ဇော်တိုက်နဲ့နောက်ထပ်အကျဉ်းသားနှစ်ယောက်ဟာပြီးခဲ့တဲ့ဇန်နဝါရီလကစပြီးနေ့စဉ်ရိုက်နှက်ညှဉ်းပန်းခံနေရကြောင်းမြန်မာနောက်တည်ထောင်ဌာနရဲ့အေဒီတာချုပ်ကိုဆူဝင်းကအတည်ပြုပြောခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ် သူတို့အုံကြောင့်ဟာနိုင်ငံရေးအကျဉ်းသားတွေလူခွင့်ချူဖောက်ခံနေရတဲ့အကြောင်းပြီးခဲ့တဲ့ဇန်နဝါရီလအတွင်းကအေးစိန်ထောင်ကိုလာရောက်ခဲ့တဲ့စစ်ကောင်စီရဲ့အမျိုးသားလူခွင့်ကော်မရှင်ကုစလဲတွေကိုပြောပြခဲ့တဲ့အတွက်ထောင်ဝန်ထမ်းတွေကညှဉ်းပန်းနှိပ်စက်ခဲ့တာလို့ဆိုပါတယ်စစ်ကောင်စီအနေနဲ့ကုဆိုင်ဇော်တိုက်ကိုနှိပ်စက်ညှဉ်းပန်းသူတွေကိုဖော်ထုတ်စစ်ဆေးအရေးယူရမှာဖြစ်ကြောင်းနဲ့တရင်သမားတွေကိုထောင်သွင်းအကျဉ်းချတာနဲ့နှိပ်စက်ညှဉ်းပန်းတာတွေကိုပြပြရမှာဖြစ်တယ်လို့ CPG ရဲ့ အရှိတောင်အရှဆိုင်ရာဂျီတန်တည်ထောက်ရှောင်းခရစ်ပင်ကပြောပါရယ်မြန်မာနိုင်ငံဟာကမ္ဘာပေါ်မှာတည်ထောက်တွေကိုထောင်သွင်းအကျဉ်းချမှုတတိယအများဆုံးနိုင်ငံဖြစ်ပြီးအနည်းဆုံးတည်ထောက်သား35ယောက်ထဲမှနေအကျဉ်းချခံထားရတယ်လို့2025ခုနှစ်ဇန်နဝါရီလ16ရက်နေ့ကထုတ်ပြန်တဲ့ CPG ရဲ့အစီရင်ခံစာမှာ ဖော်ပြထားပါရယ် အာနာသိန်းကာလာအတွင်းအွန်လိုင်းပေါ်ကနေစစ်ကောင်စီကိုဆက်ကျင်ဝင်ဖက်မှုနဲ့အွန်လိုင်းအသုံးပြုသူ1884ယောက်အထိဖမ်းဆီးခံရပြီးပြမြအနေနဲ့တလမှာလူ90ခန့်လဆင်ဖမ်းဆီးခံရတယ်လို့လွတ်လပ်တဲ့သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar က February 28ရက်နေ့မှာထုတ်ပြန်ပါတယ်။ 2025ခုနှစ်ဇန်နဝါရီလနဲ့ဖေဖော်ဝါရီလအတွင်းမှာမြို့နယ်၁၄ခုကအွန်လိုင်းအသုံးပြုသူအယောက်၂၀ဖမ်းဆီးခံခဲ့ရပြီးဖမ်းဆီးအရေးယူမှုတွေဆက်ရှိနေတယ်လို့ဆိုပါတယ်ဖန်စီခေရသူအများစုကရန်ကုန်တိုင်းနဲ့မန္တလေးတိုင်းကဖြစ်ပြီးလူမှုကွန်ရက်စာမျက်နှာ Facebook ကသတင်းဝေဖန်ရေးသားမှုတွေကြောင့်အများဆုံးဖန်စီခေရတာလို့ Data4 မြန်မာကပြောပါတယ်။ ဒါပြင် TikTok, Telegram, Viber, YouTube စတဲ့လူမှုကွန်ရက်တွေကနေတဆင့်ပြောဆိုရေးသားမှုတွေကြောင့်ဖန်ဆီးအေးအေးယူခံရတဲ့ဖြစ်ရပ်တွေလည်းရှိပါတယ်။လူမှုကွန်ရက်ကနေလှုပ်ဆော်ဝါဒဖြန့်တာချိန်ချတာရီပြုလို့ရင် အကြမ်းဖက်မှုတိုက်ဖြစ်ရင်ဥပဒေပုံမှန်90နီကကြီးရစက်သက်ကြီးပုံမှန်124ကကြီးပုံမှန်905ကကြီး electronic စက်တွယ်ဆောင်ရွက်ရင်ဥပဒေပုံမှန်33ကကြီးအပြင် တီဆဲဥပဒေတွေနဲ့အေးအေးယူခံရမယ်လို့စစ်ကောင်စီက2022ခုနှစ်ဇန်နဝါရီလ25ရက်နေ့မှာကြေညာခဲ့ပါတယ်အဲ့ဒီနော်2022ခုနှစ် Free Fire ကနေဒီနေ့အထိဖန်စီအေးအေးယူတာတွေလှုပ်ဆောင်ခဲ့တာလို့ဆိုပါရယ်။ online ပေါ်က ရေးသားပြောဆိုမှုတွေကိုစစ်ကောက်စီကစောက်ကြည့်အေးအေးယူတာရှိတယ်လို့လုံချော်ရေးစစ်စီရေးဂိတ်တွေမှာပေါ်တွေကိုစစ်ဆေးပြီးအေးအေးယူတာတွေလည်းရှိနေလို့ဖော်ပြပါရယ်။ စစ်ကောင်စီကိုထောက်ခံတဲ့ Telegram channel တွေကလည်း online ပေါ်ကနေရေးသားပြောဆိုမှုတွေကိုစောင့်ကြည့်ပြီးဖန်ဆီးအရေးယူနိုင်အောင်ကိုယ်ရည်အချက်လက်တွေစုဆောင်းပေးဖို့ရာဖိအားပေးတိုက်သုံးတာတွေလှုံ့ဆော်နေတယ်လို့ဆိုပါတယ်မြန်မာနိုင်ငံမှာလွတ်လပ်စွာဆွေယုတ်ခွင့်နဲ့လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အနေပဲဟာတပြေးပြေးကျင်းမြောင်းလာတယ်လို့နိုင်ငံသဝန်ရေချမ်းစော်ဆန္ဒပြမှုတွေအကြား Data for Myanmar ကဇန်နဝါရီလ22ရက်နေ့ကထုတ်ပြန်တဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းမန်တုံမြို့နယ်မန်ပွန်းကချင်ကြီးရအုပ်စုမန်ပေါ့ရွာမှာဖေဖော်ဝါရီ29ရက်နေ့နေ့လယ်7:00နာရီကျော်က TNL တပ်ဖွဲ့နဲ့ KIA တပ်ဖွဲ့တို့အကြားပဋိပက္ခထပ်မံဖြစ်ပွားခဲ့ပြီး KIA တပ်ဖွဲ့ဝင်7ရောက်ထိခိုက်ဒဏ်ရာ ပြင်းထန်ရရှိခဲ့ကြောင်းဒေသခံတွေကပြောပါရယ်မန်ပေါ့ရွာမှာရှိတဲ့ KIA တပ်မဟာလေးတရင်34အင်အား100ခန့်ရှိတပ်စခန်းကိုနှက်ဆံမြို့နယ်ဟူမိုင်းရွာနဲ့မန်တုံဘက်ကဆင်းလာတဲ့ TNL တပ်ဖွဲ့ဝင်အား400ဝန်းကျင်ခန့်က ဝိုင်ဝန်းပိတ်ဆို့ကလာရောက်စီးနင်းရိုက်နေခဲ့ရာက KIA တပ်ဖွဲ့ဝင်တွေတန်ရာရခဲ့တာလို့သူကပြောပါတယ်အခုလို KIA နဲ့ TNL ကြားမကြာခဏပြဿနာဖြစ်ပေါ်လာနေပါကတစ်ချိန်ချင်းအချင်းချင်းတိုက်ပွဲဖြစ်လာမှာကိုစိုးရိမ်နေရတယ်လို့ဒေတာခန်တွေကပြောပါတယ်ဖေဖော်ဝါရီလ25ရက်နေ့ကလည်းမန်တုံမြို့နယ်မှာ KIA တပ်ဖွဲ့နဲ့ TNL တပ်ဖွဲ့တို့ကြားပဋိပက္ခဖြစ်ပွားပြီး KIA တပ်မဟာလေးတရင်34ကတပ်စခန်းတစ်ခုနဲ့ဂိတ်စခန်းတွေကို TNL ဘက်ကတည်ယူခဲ့ကြောင်း KIA အတိုင်းဝိုင်း KIA အတိုင်းဝိုင်းကနေသိရပါတယ်။အခုနေ့စင်နာရီလနဲ့ဖေဖော်ဝါရီလအတွင်း KIA တပ်ဖွဲ့နဲ့ TNL တပ်ဖွဲ့တို့အကြားပြိပခ6ကြိမ်ထပ်မံဖြစ်ခဲ့ကြောင်းဒေတာခံနေစီကနေသိရပါတယ်။ စကိုင်းတိုင်းစကိုင်းမြို့ကနေမုံရွာမြို့ဘက်ကို AC ကားရီနဲ့ထွက်လာတဲ့စကိုင်းတိုင်းတိုင်းမူဘုံမှုချုပ်မြို့မင်းထွေလိုက်ပါလာတဲ့ရင်တန်းမိုင်းဆွဲတိုက်ခိုက်ခံရပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်၃ယောက်ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Riot Tiger Force တော်လှန်ရေးတပ်ဖွဲ့ကပြောပါတယ်။ ဖေဖော်ဝါရီလ25ရက်နေ့ည9နာရီကျော်လောက်ကစကိုင်းတိုင်းတိုင်းမူးရင်တဲကိုလက်ကနေကျူပွိုက်သုံးခုထားပြီးမိုက်သုံးလုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီးလုံခြုံရေးအရာဖေဖော်ဝါရီလ28ရက်နေ့မှာတည်င်းထုတ်ပြန်ခဲ့တာလို့ဆိုပါရယ် မိုင်းထိမင်တဲ့ကားကိုထားပြီးမုံရွာချောက်ဦးလမ်းပိုင်းမှာရှိတဲ့စွန်းရည်ထက်73စီအယောင်ဆိုင်အထိဆက်မောင်းသွားပြီးဒရာရထားသူတွေကိုကယ်ထုတ်သွားတယ်လို့ဆိုပါတယ်။နမခတိုင်းမှုမျိုးမင်းထွေးဟာ2024ခုနှစ်ဩဂတ်လကလာရှိုးမျိုးနဲ့အရှိမြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA တိုက်ခိုက်စဉ်ကစကခတိမူရထူးနဲ့ဖန်ဆီးခံခဲ့ရသူဖြစ်ပြီး2024ခုနှစ်ဒီဇင်ဘာလမှာအနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှုအဖြစ်ခက်အက်ခံခဲ့ရသူပါ။ ီတိုက်ခိုက်မှုကို Riot Tiger Force ဖြောက်ကြားတပ်ဖွဲ့မော်ရွာခရိုင် MSN နဲ့တက်ရင်တက်ခွဲသောလျက်စစ်ဌာနခွဲနဲ့ຫນွေဦး Brother Colin ຫນွေဦးညီကိုများတော်လည်ရေးတပ်ဖွဲ့တို့ပူပေါင်းလုံဆောင်ခဲ့တာဖြစ်ပါတယ် Riot Tiger Force ပြောက်ကြားတပ်ဖွဲ့နဲ့ပူပေါင်းတပ်ဖွဲ့တွေဟာ February 29ရက်ကလေးကကျင်းနီတွေတင်ဆောင်လာတဲ့စစ်ကောင်စီရင်တန်းကိုမုံရွာမန္တလေးလမ်းပိုင်းတနေရာမှာမိုက်ဆွဲခဲ့လို့ကားသစီးပြက်စီးခဲ့ပါသေးတယ်။ကရင်ပြည်ပအံခရိုင်လိုင်းပွဲမြို့နယ်ထဲမှာ ေဖော်ဝါရီလ29ရက်နေ့မနေ့ကစစ်ကောက်စီတပ်နဲ့ကရင်အမျိုးသားအစည်းရုံး KNU လက်အောက်ခံ KNL တပ်တွေတိုက်ပွဲဖြစ်ပြီးစစ်တပ်ကလေရင်နဲ့ပုံကျဲခဲလို့ရွာသားတွေအယောက်တရာလောက်ထိုင်ဘက်ကိုစစ်ဘေးရှောင်ထွက်ပြေးခဲ့ကြရပါတယ်။လိုင်ပွဲမြို့နယ်ရှိစစ်ကောက်စီတပ်အမှတ်37ချင်းမြန်တပ်ရဲကအခြေစိုက်ထားတဲ့ point 3148တောင်ကုန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီးစစ်ကောက်စီတပ်ဘက်ကလည်း point 3148တောင်ကုန်းနာက KNL တပ်ဖွဲ့ဝင်တွေကို YAK 130လေယာဉ်နဲ့ ဘုံတုံးလုံးကြေကြာခဲ့တယ်လို့ဆိုပါရယ်ဒီနေရာဟာထိုင်းနိုင်ငံတက်ခရိုင်ထတ်ဆောင်ရမ်းမြို့နယ်မြဲဥစုအုပ်စုနယ်မျက်နှာချင်းဆိုင်မှာရှိပြီးနေဆက်နဲ့1ကီလိုမီတာပဲกว่าဝေးပါတယ်ဒါကြောင့်ထိုင်းတော်ဝင်လေတက်ကနေမိမိနိုင်ငံအချုပ်ချာအာနာတိပါချင်းကနေကာကွယ်ဆောက်ရှောက်တဲ့အနေနဲ့ F6 ဒေသလေယာဉ်စီးနဲ့ကင်းထောက်ပြန်တန်းခဲ့ပါတယ်မြန်မာဘက်မှာတိုက်ပွဲတွေဖြစ်တာကြောင့်ထိုင်းလေတက်အနေနဲ့မိမိနိုင်ငံအချုပ်ချာအာနာပိုင်နဲ့အတွင်းဝင်ရောက်လာမှာကိုကျူတင်ကာကွယ်တဲ့အနေနဲ့ F6 အမျိုးသားတိုက်လေယာဉ်နဲ့ ဝေဟင်ကနေကင်းလင်းနေတယ်လို့ AEC ASEAN ထိုင်းတင်းမှာဖော်ပြပါဗျ။လေချောင်းနဲ့ဒရုန်းရန်တွေကြောင့်ထိုင်းပချံကိုထွက်ပြေးခိုလုံဝင်ရောက်လာတဲ့မြန်မာစစ်ပီးချောင်းအယောက်100လောက်ကိုထိုင်းနိုင်ငံကလူသားချင်းစာနာမှုအကူအညီတွေပေးနေတယ်လို့ဆိုပါတယ်။မြန်မာဘက်ကရွာသားတွေဟာတောင်ရင်မြစ်ကိုဖျက်ကျော်ပြီးထိုင်းပချံကိုထွက်ပြေးလာခဲ့ကြကထတ်ဆောင်ရုံမြို့နယ်မဲဥစုအုပ်စုဘန်တလာအော်ကာကြီးရွာမှာစစ်ပီးချောင်း100ခန့်ရောက်ရှိနေပါတယ်။ ်ထိုင်းစစ်တပ်အမှတ်35ချင်းမြတ်တရင်နဲ့ထားဆောင်ရန်ရဲတပ်ဖွဲ့အုပ်ချုပ်ရေးမှုရုံးကတာဝန်ရှိသူဟာအဆိုပါစစ်ပစ်ဆောင်တွေကိုလူသားချင်းစာနာမှုအကူအညီပေးနေတယ်လို့ထိုင်းတင်းမှာဖော်ပြပါတယ်မကွေးတိုင်းစင်ပါဝဲမြို့နယ်မှာဟုတ်ကြီးကားကိုအတုံးပြူမောင်းနေလာတဲ့ရဲတပ်ဖွဲ့ဝင်တွေကိုဖေဖော်ဝါရီလ24ရက်နေ့လယ်2နာရီခွဲဝန်းကျင်မှာကြားဖြတ်တိုက်ခိုက်ခဲ့လို့ဒုရဲအုပ်တယောက်အပါအဝင်၃ယောက်တိစုပ်ခဲ့တယ်လို့ပုံနာဝရီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF PNWD ကဆိုပါတယ် အဲ့ဒီတိုက်ခိုက်မှုကြောင့်ကားပေါ်မှာလိုက်ပါလာသူလေဇင်နယ်မြေရဲစခန်ကသူ့ရဲ့အုပ် United လာနိလေးတုံညာ956အပါဝင်ရဲတပ်ဖွဲ့ဝင်3ယောက်တိစုပ်ကရဲတပ်ဖွဲ့ဝင်2ယောက်ထက်မနည်းထွက်ပြေးလူမြောက်သွားတယ်လို့ဆိုပါတယ်။ အဲ့ဒီကားပေါ်ကနေခွန်ကိုတနတ်တလက်40မမဗုဒ္ဓီနှလုံးအမင်တတိတနတ်တလက်အမင်တတိကြီအထောက်130 G3 ကြီအထောက်120လက်ပြဗုဒ္ဓလုံး6လုံးပြတနတ်တလက်လက်ကင်ဖုန်5လုံးနိုင်ရသားစစ်စစ်ရေကပ်ပြား5ခုဝန်ထပ်ကတ်2ခုနဲ့ laptop ကွန်ပျူတာတလုံးတို့ကိုသိမ်းဆည်းခဲ့ပါတယ် ဒီတိုက်ခိုက်မှုကိုပုံနာဝတီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF PNWD နဲ့အတူတရက်ခရိုင်တရင်ငါကတပ်ဖွဲ့ဝင်တွေပူးပေါက်ကတိုက်ခိုက်ချိန်မိနစ်30နီးပါးကြာမြင့်ခဲ့တယ်လို့လဲဆိုပါတယ်စစ်ကစီလက်အောက်ခံရဲတပ်ဖွဲ့ဝင်တွေတိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီးအသေးစိတ်သိရှိနိုင်ဖို့စစ်ပဝဲမျိုးနဲ့ရဲတပ်ဖွဲ့မှုရုပ်ကိုဖုန်းဆက်မေးမြန်းခဲ့ပေမဲ့လက်ခံဖြေဆိုသူမရှိခဲ့ပါဘူး ဒီနေ့ရဲ့အသည့်အစီအစဉ်ကိုဒီမှာပဲရနာမှာဖြစ်ပါတယ်။တိုင်းဒေသနေသားတွေထက်ကအဖြစ်အပျက်တွေနဲ့ဆက်စပ်တဲ့သတင်းတွေ၊ဆောင်းပါးတွေဆက်သွယ်မြင်းမြန်းချက်တွေကိုသတင်းနဲ့မီဒီယာကွန်ရက်သတင်းဌာနကအဖွဲ့သူအဖွဲ့သားတွေကတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကျွန်တော်တို့သတင်းဌာနရဲ့ပေါ့ကတ်ထုတ်လွှင့်ချက်တွေကိုနားဆင်နေကြတဲ့မြန်မာပြည်သူအားလုံးရှင်လင်းချမ်းမြေ့ကြပါစေ။